တန်တုံနဲ့ခိုးချက်ချင်းမကြေပွဲပြန်လွှဲခြင်းတယ်လို့ Facebook ကနေ post တင်လာခဲ့တဲ့ထုံးမင်းအောင်ပရိသတ်များလုံးမဲ့မင်္ဂလာပါများ Chris Paul ကတင်ဆက်နေပါတယ်ထုံးမင်းအောင်ကတော့ပြီးခဲ့တဲ့1 Friday Fight 129ပွဲစဉ်မှာ Thai Fighter တန်တုံကိုအမှတ်နဲ့ရှုံးနိုင်ခဲ့ရတဲ့ပုံမှာအခုချိန်ထိခဲမကြေသေးတဲ့ပုံပါပဲအဲဒီရှုံးနိုင်မှုကထုံးမင်းအောင်ရဲ့စိတ်ထဲမှာနည်းနည်းရှိုင်းရှိုင်းထိခိုက်ခဲ့ပြီးတော့သူ့ရဲ့ Facebook အကောင့်မှာအခွင့်အရေးသာရမယ်ဆိုရင်မကြေပွဲဖြစ်ကြိုးဝိုင်းထဲမှာပြန်တွေ့ကျင်ပါတယ်ဆိုတော့ post ကိုတင်ခဲ့တာဖြစ်ပါတယ်။အဲဒီစကားတွေကသူရဲ့စိတ်ခံစား channel ပြန်လည်အနိုင်ယူလို့တဲ့ဆန္ဒကိုယူသားစွာဖော်ပြပါတယ်။အဆိုပါပွဲစဉ်တုန်းကထိုးမယောင်ကရန်လိုတဲ့ကစားတဲ့ပုံစံနဲ့လက်တီးချက်တွေနဲ့အပြည့်ပြည့်ဝုံတိုင်းကျဲခဲ့ပြီးမြဲသူရဲ့ထိုးချက်တွေကတန်တုံးကိုထိရောက်စွာထိုးသက်ပြနိုင်ခြင်းလောဝမရှိခဲ့ပါဘူး။အမှတ်ပေးတဲ့ဒန်လူကြီးတွေဟာထိရောက်တဲ့ထိချက်တွေကိုအဓိကထားအမှတ်ပေးတာဖြစ်လို့ပုံမထိရောက်တဲ့တိုက်စစ်ကိုပြသနိုင်ခဲ့တဲ့တန်တုံးကပဲအနိုင်ရရှိသွားခဲ့ပါတယ်။အဲဒီအနေချက်ကိုထုံးမင်းအောင်ရဲ့နေပြူဟာဆိုင်ရာပြဿနာတစ်ခုဖြစ်ပေါ်ပြပါတယ်။သူကရက်ဆက်တဲ့ကစားပုံကိုအားကိုပြီးတော့ လက်တိကျတွေကိုဆက်မပြတ်ထုတ်လုပ်ခဲ့ပြီးမြန်တုံးရဲ့ခန္ဓာအရင်နဲ့နေပြူဟာကိုမကြော်နိုင်ခဲ့ပါဘူး။ပွဲကြီးပြည့်တဲ့အထိဘယ်လိုကြော်ဖြတ်ရမယ်ဆိုတာလုံးဝမသိခဲ့တဲ့ပုံစံမျိုးနဲ့ထိုးသွားခဲ့တာပါ။ဒါကသူ့ရဲ့တိုက်စစ်မှာပုံမတိကျမှုနဲ့ထိရောက်မှုလိုအပ်နေတယ်ဆိုတာကိုပြသပါရီ။နောက်တော့ပွဲပြီးတဲ့အချိန်ထုံးမအောင်ကအင်တာဗျူးတစ်ခုမှာရှုံးမကြောက်တဲ့စိတ်နဲ့ပြန်ခဲ့တာကြောင့်အခုလိုရလမကောင်းခဲ့တာလို့ပြောခဲ့ပါသေးတယ်။ အဲဒီစကားကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုထင်ရှားစေပါရည်။မွေထိုင်းလိုပြိုင်ဆိုင်မှုမြင့်တဲ့အားကစားမှာစိတ်ပိုင်းဆိုင်ရာခိုင်မာမှုကအရေးကြီးပါရည်။ကြောက်စိတ်ကကစားမတူရဲ့ဆုံးဖြတ်ချက်တွေတိုက်စစ်ပုံစံနဲ့ယုံကြည်မှုကိုထိခိုက်စေနိုင်ပါရည်။ထို့မြောက်ရဲ့အရေးပေါ်ပြချက်ကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုနဲ့ 5IQ မှာအားနည်းချက်ရှိတယ်ဆိုတာကိုပေါ်ပြပါရည်။ကြောက်ရွံ့စိတ်နဲ့ကစားခဲ့တာကသူ့ရဲ့ပုံမှန်စွမ်းဆောင်ရည်ကိုထိခိုက်စေခဲ့ပြီးတန်တော့လိုအတွေ့အကြုံရှိတဲ့ဖိုက်တာကိုရင်ဆိုင်ရတဲ့အခါပုံမှန်ထင်ရှားစေခဲ့ပါရည်။ ထုံမြောင်ရဲ့ကစားပုံကမြန်မာယူရလက်ဝေးကနေလာတာဖြစ်လို့ရဆက်မှုနဲ့ခန္ဓာကြီးကောင်းမှုတွေကိုပေါင်းဆက်ထားနိုင်ပါတယ်။ဒါပေမဲ့မွေထိုင်းမှာပုံမတိကျတဲ့နေပြူဟာနဲ့ထိရောက်မှုကလိုကိုလိုအပ်ပါတယ်။တန်တော်ကတော့သူ့ရဲ့အတွေ့အကြုံနဲ့ကွင်းထဲမှာထုံမြောင်ကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့သူ့ရဲ့လက်သီးချက်တွေတောင်ရိုက်ချက်တွေနဲ့ခြေကန်ချက်တွေကိုလိုအပ်တယ်လို့အသုံးပြုပြီးပုံမထိရောက်တဲ့တိုက်စစ်ကိုပြသနိုင်ခဲ့ပါတယ်။ဒါကထုံမြောင်ရဲ့နေပြူဟာဆိုင်ရာအားနည်းချက်ကိုဖော်ပြပါတယ်။သူကရန်လိုရဲ့ကစားပုံကိုအားကိုးလွန်ပြီးတော့ပြိုင်ဘက်ရဲ့ခန္ဓာကြီးကိုဖောက်ထွက်နိုင်မယ်တိကျတဲ့ထိုးသက်ချက်တွေလိုအပ်နေပါသေးတယ်။ တမယောင်ရဲ့ Facebook post မှာအခွင့်အရေးသာရမယ်ဆိုရင်မကြေပွဲဖြစ်ကြိုးဝိုင်းထဲမှာပြန်တွေ့ကျင်ပါလေဆိုတဲ့စကားကသူ့ရဲ့စိတ်ခံစားချက်ကိုထင်ရှားစေပါလေဒီရှုံးနေမှုကသူ့အတွက်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်ခုဖြစ်ခဲ့ပြီးတော့သူကတန်တော့ကိုပြန်လည်နိုင်ယူပြီးတော့ကိုယ့်ကိုယ်ကိုတက်တည်ပြခြင်းနဲ့ဆန္ဒရှိနေပါလေဒီစကားတွေကသူ့ရဲ့ယုံကြည်မှုနဲ့တိုက်စစ်စိတ်ဓာတ်ကိုပြသနေပေမဲ့သူ့ရဲ့အင်တာဗျူးမှာဖော်ပြခဲ့တဲ့ကြောင်းရင်းစိမ့်နဲ့ကစားခဲ့တာဆိုတဲ့စကားကသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်ကိုထင်ရှားစေပါလေတမယောင်ရဲ့ဒီစကားတွေကသူ့ရဲ့ရှုံးနေမှုကိုလက်မခံနိုင်တဲ့စိတ်ဓာတ်ကိုဖော်ပြပြီးတော့ ပရိသတ်တွေကိုသူရဲ့ဆက်လက်တိုက်ပွဲဝင်လို့တဲ့စိတ်ဓာတ်ကိုမျှဝေပေးခဲ့ပါတယ်။ဒါပေမဲ့သူရဲ့ကြောင်ရုံစိတ်ကပွဲစဉ်အတွင်းသူရဲ့ဆွမ်းဆောင်ရည်ကိုထိခိုက်စေခဲ့တဲ့ဆိုတာကိုသူကိုယ်တိုင်ဝန်ခံထားရလဲရှိနေပြန်တာပါ။ထိုမြောင်ရဲ့တန်တုံနဲ့မကြေပွဲပြန်ကစားလို့တဲ့ဆန္ဒကသူရဲ့ယုံကြည်မှုနဲ့စိတ်ဓာတ်ကိုပြသနေပေမဲ့လက်ရှိနေတာမှာတော့ဒီပွဲစဉ်ကဖြစ်ပေါ်လာဖို့ခက်ခဲတဲ့အခြေအနေမှာရှိနေပါတယ်။လက်ရှိချိန်မှာတန်တုံနဲ့မကြေပွဲပြန်ကစားဖို့အခွင့်လမ်းကနေပါနေပါတယ်။ဘာကြောင့်လဲဆိုရင်တော့ဝမ်ချမ်ပီယံရှစ်ရဲ့ပွဲစဉ်နဲ့ဖွဲ့စည်းပုံကကစားမရရဲ့ဆွမ်းဆောင်ရည်နဲ့အဆင့်တက်မှတ်ချက်အပေါ်မှာမူတည်ပါတယ်။ တန်တော်ကဒီဘွဲမှာနိုင်ရထားပြီးတော့သူ့ရဲ့အစင်းသတ်မှတ်ချက်ကထုံးမယောင်တက်ပုံမြင်မှာသွားနေမှာ ರೀ အဲဒါကြောင့်ဝမ်ချမ်ပီယံရှစ်အနေနဲ့ထုံးမယောင်ကိုတန်တော်နဲ့ချက်ချင်းပြန်လဲစီစဉ်ပေးဖို့ဖြစ်နိုင်ချင်နေပါ ರೀ ဒါပြင်ထုံးမယောင်ရဲ့လက်ရှိအားနဲ့ချက်တွေကိုမပြင်းစင်နိုင်သေးရင်တော့တန်တော်နဲ့ပြန်လည်ရင်ဆိုင်ရတဲ့အခါမှာထပ်မံရှုံးနေနိုင်ချေများနေပါ ರೀ တန်တော်ရဲ့အတွေ့အကြုံထိုးချက်တည်းရဲ့ထိရောက်မှုနဲ့ကွင်းထဲမှာထိန်းချုပ်နိုင်မှုကထုံးမယောင်အတွက်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေသေးပါထုံးမယောင်ကအသက်ငယ်ရွယ်ပြီးတော့အလားအလာရှိတဲ့ကစားမတူဖြစ်ပါ ರೀ ဒီရှုံးနေမှုကိုသင်ခန်းစာဖြစ်ယူပြီးတော့သူ့ရဲ့အားနဲ့ချက်တွေကိုပြင်ဆင်နိုင်မယ်ဆိုရင် နာဂတ်မှာတန်နွန့်လိုဖိုက်တာတွေကိုအနိုင်ယူနိုင်ဖို့အတွက်အခွင့်အလမ်းရှိပါပြီ။သူရဲ့စိတ်ဓာတ်နဲ့ပရိသတ်တွေရဲ့အားပေးမှုကသူ့အတွက်အနာဂတ်မှာအောင်မြင်မှုတွေဆက်လက်ရရှိနိုင်မှုအားရင်တစ်တစ်ခု ဖြစ်လာမှာပါ။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲခင်ဗျာ။ထုံမင်းအောင်ကတန်နွန့်နဲ့ဒီချိန်မှာပြန်ထိုးရမယ်ဆိုရင်ရောနိုင်နိုင်ပါမလား။ပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။